မင်္ဂလာပါခင်ဗျာဒီနေ့သင်ခန်းစာမှာတော့ကျွန်တော် Mongo Database ရဲ့ Python Beginner GUI ရဲ့ချိတ်ဆက်ပြီးတော့ကျွန်တော် Sign and Sign and System လေးရေးသားတဲ့နေကိုကျွန်တော်ဆွေးနွေးတော့မှာပဲဖြစ်ပါတယ်ဟိုရေးသားမဲ့ပုံစံလေးရတော့အောက်ပါပုံစံအတိုင်းပဲဖြစ်ပါတယ်ဒီမှာ username ရှိမယ် password ရှိမယ်ဟို register နှိပ်လိုက်လို့ရှိရင်ဟို database ရဲ့ Mongo Database ရဲ့ဝင်သွားမယ်ဒါကတော့ကျွန်တော် Sign and Login Database ရဲ့ကနေပြီးတော့တိုက်စစ်ပြီးတော့ user ရှိရင်ရှိတယ် password မှန်မှန်နဲ့မမှန်မမှန်ဟုကျွန်တော်တို့လောက်ဆောင်သွားမှာပဲဖြစ်ပါတယ်။ကျွန်တော် UI ဘိုင်းကိုတူတင်ရေးထားတဲ့ကုတ်ကိုပဲကျွန်တော်စွန့်နေသွားပါမယ်။ဟုတ်ပြီကျွန်တော်ဒီ UI လေးကိုကျွန်တော်ဖွင့်ပြရအောင်။ဒါကြောင့်မယ့် video အဲ့ဖြစ်တဲ့အတွက်ကျွန်တော်ဖွင့်လိုက်။ဟုတ်ပြီဒီမှာဆိုရင်ကျွန်တော် UI ကဘာရှိလဲဆိုရင်ကျွန်တော်ပထမအဦးဆုံးကျွန်တော်ဓာတ်ပုံရှိပါတယ်။ဒီဓာတ်ပုံကိုကျွန်တော်က label ထဲမှာထည့်သွင်းထားပါတယ်။နောက်ထပ်ဓာတ်ပုံတစ်ခုကတော့ကျွန်တော်မျက်လုံးပုံလေးပါ။အဲ့ဒါလည်းဓာတ်ပုံ။ ဲ့ဒီတော့ကျွန်တော်ဒီဓာတ်ပုံတွေကိုအရင်လုတ်တင်လုတ်ပါမယ်။လုတ်တင်လုတ်တဲ့အခါမှာကျွန်တော် pivot library ကိုတုံးပြီးတော့ကျွန်တော်လုတ်တင်လုတ်ထားတယ်။ဒီမှာဆိုရင်ဒီကောင်မျက်လုံးပုံတွေကိုကျွန်တော်လုတ်တင်လုတ်ထားတာပါ။ဟုတ်ပြီ။နောက်တစ်ခုကကျတော့ကျွန်တော်အပေါ်ကနေပြီးတော့မြန်မာလိုရေးထားတဲ့ဓာတ်ပုံတွေကိုကျွန်တော်လုတ်တင်လုတ်ထားတာပါ။ site ကတော့ကျွန်တော်320ကျွန်တော်ပေးထားပါ။ဒါကတော့အရင်ဆုံးတီးကျင်းလာမှာဓာတ်ပုံကိုထည့်သွင်းသုံးပြုလို့ရအောင်ကျွန်တော် image ticket photo မတ်တပ်ကိုတုံးပြီးတော့ကျွန်တော်တို့တင်ပြနေထားရပဲဖြစ်ပါ ဟုတ်ပြီပြီးသွားပြီဆိုတော့ဒီမှာတီကနာကိုကျွန်တော်ကြည့်ကြည့်လိုက်မယ်ကြည့်ကြည့်လိုက်တဲ့အခါမှာပထမဦးဆုံးဓာတ်ပုံကိုကျွန်တော်အကုန်လုံးဝတ်ချက်တယ်အကုန်လုံးကကျွန်တော် download တယ်ဒီအဲ့တော့ကျွန်တော်ဓာတ်ပုံကိုအရင်ဆုံးတင်လိုက်တယ်ဓာတ်ပုံကိုတင်ပြီးတော့ကျွန်တော်ပတ်နေပဲတင်တယ်တင်ပြီးတော့ကျွန်တော် PAT1 ကို30 20ပေးလိုက်ဆိုလိုတာအပေါ်က30ချမ်းမယ်အောက်ဆုံးက20ချမ်းမယ်ဆိုတဲ့သဘောပေါ်ရဖြစ်ပါ ပြီးသွားရင်ကျွန်တော်ဒီမှာဆိုတော့ကြည့်ကြည့်လိုက် entry box လာပါဒီမှာ entry box ပါ entry box ကိုကျွန်တော်ရေးလိုက်တယ် border ကို0ထားလိုက်တဲ့အတွက်ကျွန်တော်ဘောင်ပြောက်နေရမှာဖြစ်ပါ border ကို0ထားလို့ကျွန်တော်ဘောင်ပြောက်နေရမှာဖြစ်ပါတယ်ဖောင်းကဖောင်း site ကိုကျွန်တော်စနစ်ထားလိုက်ပြီးသွားရင် pad y ကိုတုံညာနဲ့တူနဲ့ထားလိုက်တယ်ပတ်မှတ်သက်ကိုပဲတုံးပြီးတော့နေရာချလိုက်ဟုတ်ပြီနောက်တစ်ခုကကြာတော့တော့ဘာလဲဆိုတော့အောက်မှာအမဲတန်းလေး အမဲတန်းလေးရတော့ကျွန်တော်ဘာကိုတုံးထားလဲဆိုဖရိန်ကိုတုံးထားဖရိန်ကိုတုံးလိုက်ဖရိန်ကိုတုံးပြီးတော့မှကျွန်တော် white တွေ height တွေကိုတတ်မှတ်လိုက်တယ်ပြီးတော့ black ဆိုပြီးတော့ထားလိုက်တယ်ထားပြီးတော့မှသူ့ကိုနေရာချထားလိုက်တဲ့အတွက်သူ့ထဲကိုကျွန်တော်ဘာမှမထည့်ဘူးငင်းညောင်းတားတဲ့ပုံစံလေးပဲကျွန်တော်တို့ကအသုံးပြုလိုက်တယ်အဲ့တော့ကျွန်တော်တို့ကဒီပုံလေးဟိုရရှိလာပါမယ်ဖြစ်ပါဟုတ်ကပုံဟုတ်ပြီနောက်တစ်ခုကလည်းကျွန်တော် entry entry ကိုလည်းကျွန်တော်အပေါ်အတိုင်းပဲကျွန်တော်တို့ကထည့်လိုက်အောင် အဲ့ရတော့အန်ထီထဲတဲ့အခါမှာမရှိမလဲဆိုအန်ထီကကြာတော့ကျွန်တော်ဘေးဓာတ်ကျွန်တော်နှစ်ခုထည့်ရနှစ်ခုထည့်ရအန်ထီရဲ့ကျွန်တော်ဒီဘော်တွန်လေးရဲ့မျက်လုံးဘော်တွန်လေးရဲ့ဘေးဓာတ်နှစ်ခုထည့်ရမှာဖြစ်တဲ့အတွက်ကျွန်တော်သူ့ကိုတစ်ခုတည်းဖြစ်တော့ကျွန်တော် frame တစ်ခုငုံလိုက် P W frame ဆိုပြီးပေးလိုက်မယ်အဲ့ frame ထဲမှာမှကျွန်တော်တို့ကမလုပ်မလဲဆိုရင်အန်ထီရဲ့ဘော်တွန်ရင်ထည့်အဲ့ရတော့ကျွန်တော်ဒီမှာ P WFNV ဆိုပြီးတော့ကျွန်တော်ရေးလိုက်တယ်ရေးပြီးတော့ဘယ်ထဲမှာထည့်မှာလဲ PW frame ထဲမှာကျွန်တော်ထည့်လိုက်တယ်ပြီးတော့ရင်ကျွန်တော်ဘာအောင်ဒီမဲ့ button button လေးကိုတော့ image button ဖြစ်ပန်တော့ label ထဲမှာကျွန်တော် i img ဆိုတဲ့ image လေးထည့်လိုက်တယ်ဒီ frame ထဲမှာじゃကျွန်တော်တို့ကဘေးတိုင်းလေးထည့်မှာရအောင် entry ရဲ့ button ရဲ့ဘေးတိုင်းလေးဖြစ်နေတဲ့အတွက် pad နေရာမှာ left ဆိုပြီးတော့ကျွန်တော်ထားလိုက်တယ်ထားပြီးတော့မှာ ဒီ frame ကိုတော့တင်လိုက်တဲ့အတွက်တော့ downline လေးကျွန်တော်ဖြတ်သွားမှာဖြစ်တာဟုတ်ပြီတော့ frame downline ပြီးတော့အောက်ကတွေကတော့ရိုးရှင်းသွားတယ်เนาะ bottom ကိုကျွန်တော်ဘယ်လိုလက်ထားမလဲပတ်မှတ်သက်သုံးပြီးတော့ကျွန်တော်ထားလိုက်ပြီးသွားဒီမှာဆိုရင်ကျွန်တော် bottom ကိုပတ်မှတ်သက်သုံးလိုက်တယ်ဒီမှာဆို bottom တစ်ခုဒီအောက်ကကောင်ကတော့ကျွန်တော် sorry ပါမိတ်တန်ငယ်လို့ဒီကောင်ကတော့ line ပါဘာလို့ရ line လဲဆိုရင်ဒီအောက်က password အောက်မှာရှိတဲ့ line အတွက်ကျွန်တော် frame ကိုအပေါ်အတိုင်းပဲကျွန်တော်ဝိရဲ့ height ရယ်ကိုတော့ပေးလိုက်တယ်ပေးပြီးတော့ကျွန်တော် အမဲရောင်ကျွန်တော်ထားလိုက်တာပဲဖြစ်ပါဒီမှာတော့အောက်မှာတော့ဘော်ဒွန်2ခုပါဘော်ဒွန်2ခုကိုကျွန်တော်ပတ်မှတ်သက်ကိုတုံးပြီးတော့ download ထားလိုက်တယ်ဒီခုနောက်က insert username နဲ့ password ကကြတော့ entry ထဲမှာကျွန်တော်ဒီမှာ auto ပေါ်နေအောင်ကျွန်တော်ရေးသားထားတာပဲကျွန်တော်ဖြစ်ပါတယ်ဒါကတော့ကျွန်တော် UI ဒီဇိုင်းလေးပါဟုတ်ကဲ့ဒီ UI မှာကျွန်တော်တို့ကအယောင်က color ကတယောက်နဲ့မဖြစ်နေတဲ့အတွက်ကျွန်တော်ဘယ်လိုတွားပြင်ရမလဲဆိုရင် main window ကြီးအယောင်ကိုကျွန်တော်အဖြူထားလိုက်ရင်အဆင်ပြေသွားပါ ဲ့တော့ကျွန်တော် main window အယောင်ဒီမှာဖြူထားမှဖြစ်တဲ့တော့ main window အယောင်ဖြူဘယ်လိုပြောမလဲဆိုရင် window full store c1fid config ဒီမှာ bg ကိုနော် wid white ဆိုပြီးတော့ပေးလိုက်မယ်စိတ်လိုက်မယ်စိတ်ပြီးတော့ကျွန်တော် program ကိုနော် run ကြည့်လိုက်မယ်ပြန် run လိုက်မယ်ဒီမှာဆိုရင်ကျွန်တော်ပုံစံလေးကျွန်တော် load ခြင်းနဲ့ ui design လေးနော်ပေါ်လာပထမဆုံးကျွန်တော်မလုပ်မလဲဆိုရင်နော်ဒီ ယူဇာနိုင်ဆိုတဲ့ entry တဲကိုမောက်ကာစာဝင်သွားပြီဆိုတာနဲ့ယူဇာနိုင်ကပျောက်သွားမှာ password ဆိုလည်းဒီထိုနည်းတူပဲ password ဆိုတဲ့ entry entry ပေါက်ထဲဝင်သွားရင် password ကပျောက်သွားမှာအဲ့လိုမျိုးလေးကိုကျွန်တော်ပထမတစ်ဆင့်အနေနဲ့လောက်ဆောင်မှာဖြစ်ပါကျွန်တော်ပထမဦးဆုံးအနေနဲ့ဗာလောက်လိုက်လဲဆိုရင်ကျွန်တော် function ရေးရမှာပဲဖြစ်ပါတယ်အဲ့ဒီတော့ကျွန်တော်ဒီမှာဆိုရင်အော် enter ဆိုတာဘာလဲဆိုရင်ကျွန်တော် user entry ဆိုတဲ့ entry ပေါက်ထဲမှာကျွန်တော် cursor ရောက်သွားတယ်ဆိုရင် user name နဲ့ကျွန်တော်ညီးနေရင် user name ဆိုတဲ့နာမည်ကျွန်တော်ဖြတ်ပြင်မယ်ဆိုပြီးတော့ပြောလို့ဒီလိုမှမဟုတ်ဘူးကျွန်တော်တို့ကဘာမှမရှိဘူးဆိုရင်ကျွန်တော် user name ကိုထည့်မယ်ဆိုတော့ကျွန်တော်သဘောလေးကျွန်တော်လောက်ထားတာပဲဖြစ်ပါတော့ဒီမှာဆိုရင်ဘာမှမရှိဘူး user name ထည့်မယ် အောက်မှာကြာတော့ကျွန်တော်ဘာဘာရှိနေလဲဆိုရင်ကျွန်တော်ဒီမှာဆိုရင်ဒီကောင် password md ဆိုတော့ password md လဲခုနိ၎င်းမို့ကျွန်တော် password နဲ့ညီနေရင်ဟို password ဆိုပြီးတော့ပြထားရင်ဘာမှမဖြစ်နဲ့ဆိုပြီးတော့ပြောထားဒီအောက်ကကောင်လေးကတော့ကျွန်တော် user ဒီမယ်ပါစာသားပြမလားဒီ star ပြမလားဆိုတဲ့ပုံတော့နေဒါကလဲကျွန်တော်ဒီမှာဆိုရင်ဘာမှမရှိရင် password ဆိုပြီးတော့ထည့်မယ် မရှိဘူးဆိုရင်ကျွန်တော်ဒီမှာဒီကိုတန်တန်ပြမယ်ဆိုတော့ငုံရေးထားပုံလေးဟုတ်ပြီဒီကောင်လေးကကျွန်တော်ဘယ်မတ်တက်နဲ့တွဲတုံးရမလဲဆိုရင်ဟိုဘိုင်းမတ်တက်နဲ့တွဲတုံးရမှာဘိုင်းမတ်တက်နဲ့တွဲတုံးရမှာဖြစ်တဲ့အတွက်ဘယ်ဝစ်ချက်မှာတုံးမှာလဲဘယ်ဖန်ရှင်ကိုတုံးမှာလဲဆိုတော့ကျွန်တော်ကြည့်အဲ့တော့ကျွန်တော်အောက်ဆုံးမှာပဲကျွန်တော်ရေးလိုက်မယ်ကျွန်တော်ဒီမှာအောက်ဆုံးမှာငုံရေးလိုက်မယ်ဘယ်လိုရေးမလဲဆိုတော့ပထမအုပ်ဆုံးကျွန်တော် user entry နဲ့တွဲတုံးမှာဖြစ်တဲ့အတွက် user entry push dot bind ဘိုင်းဆိုပြန်မှာတုံးဘိုင်းမတ်တက်ကကြောင်ဘယ် action ကိုလုပ်မှာလဲဆိုတော့ကျွန်တော် န်ထရီပေါက်ထဲကိုကျွန်တော်ကာစာဝင်တဲ့ခါဖြစ်တဲ့အတွက်သူ့ရဲ့မတ်တန်နာမည်ကဘာလဲဆိုဖိုကတ်အင်းဆိုပြီးတော့ရှိပါ F O C ပါဖိုကတ်အင်းဆိုပြီးရှိတယ်။ဘယ်မှတ်သက်ကိုသုံးပါလဲကျွန်တော်အပေါ်ဖန်ချင်းဘိုင်းမှတ်သက်သုံးမယ်ဆိုအပေါ်မှာ no ပါရေးကိုအကူမတစ်ခုထည့်ကိုထည့်ရမယ်။ even ရေးရေး even မဟုတ်ရင်တခြားကနန်းလည်းကျွန်တော်ရေးလို့ရတယ်။ဟုတ်ပြီကျွန်တော်ဒီမှာ for under ဆိုပြီးကျွန်တော်ရေးလိုက်မယ်။ဒါကတော့ကျွန်တော်ဝင်တဲ့အခါဟုတ်ပြီကျွန်တော် entry ပေါက်ထဲကနေပြီးတော့ထွက်သွားပြီဆိုရင်ဟိုဘာလဲဘာမှမရေးထားဘူး user name ဆိုတဲ့ဟာလေးပြန်ပေါ်တင်လာဖြစ်တဲ့အတွက်ကျွန်တော် user mp.push.bin ဒီဆိုပြီးကျွန်တော်ပြန်ရေးမယ်ရေးပြီးတော့တော့ဒီမှာ focus in ဝင်မှာမဟုတ်တော့ကျွန်တော်အောက်ဖြတ်သွား focus out ဆိုပြီးတော့ကျွန်တော်ရေးလိုက်မယ်ရေးပြီးတော့အဲသူ့ကိုကြတော့ကျွန်တော် on ထွက်သွားမှာဖြစ်တဲ့အတွက် only ဆိုတဲ့ကျွန်တော် function ကျွန်တော်အပေါ်မှာရေးထားပါတော့ဒီမှာ only ဆိုတော့ဟုတ်ပြီ ိတာထင်ရှားပါလားဒီမှာဆိုရင်လည်းကျွန်တော်တို့ဘယ်စုအတွက်သုံးရမလဲဆို PWS ဆိုတဲ့ entry အတွက်အဲ့ project မှာသုံးပါဖြစ်တဲ့အတွက်ကျွန်တော်ဒီမှာ PWS ရေးလိုက်မယ်ကြီးရဲပြီးပါတော့ဘိုင်းမတ်တက်ကို AI and the binds ဆိုပြီးတော့သုံးမယ်ဒီအပေါ်တိုင်းမှာကျွန်တော်ဒီကောင်းကိုကျွန်တော် copy ကူးလိုက်ဒါမှမဟုတ်ကျွန်တော်ဒီမှာ on enter 1 ုပ်ပြီးကျွန်တော်တုံးမယ်သူ့ကိုကျွန်တော် copy ကူးလိုက်မယ်ဟိုဘယ်သူ့ကိုပဲပြောင်းအောင်မလဲဆိုရင်ကျွန်တော် action focus in mode တော့ကျွန်တော်ခွတ်သွားတဲ့အခါဖြစ်တဲ့အတွက် focus out ဆိုပြီးကျွန်တော်ပြောင်းမယ်ဟုတ်ပြီတော့ program လေးကိုကျွန်တော် run ကြည့်လိုက်မယ်မဟုတ် p အော် not ဒီမှာ ent ရ enter entry entry ရမှာ en t r y entry channel လို့ပါ mp mp save လိုက်မယ် program လေးကိုကျွန်တော်ပြန်လာလိုက်ဒီမှာဆိုတော့ပေါ်လာဟုတ်ပြီကျွန်တော်ဘာဖြစ်ချင်တာလဲတော့ဒီမှာဆိုရင် focus in သွားပြီဆိုတော့ဘာဖြစ်ရမှာဒီမှာဆိုတော့တစ်ချက်ကြည့်လိုက် focus in သွားပြီဆိုရင်ကျွန်တော် zoom mp ထဲမှာရှိတဲ့စာသားတွေကို delete လုပ်အောင်ဟုတ်ပြီကျွန်တော်ဒီမှာထောက်လိုက်တဲ့အတွက် mp ထဲကစာသားတွေတော့ delete လုပ်တော့ဟုတ်ပြီတကယ်လို့ကျွန်တော် focus out သွားတော့ဒီဘက်အောက်သွားပြီဆိုရင်ဘလား ဖြစ်နေတဲ့အတွက်ယူဇာနိမ်ဆိုပြီးပြန်ပေါ်ယူဇာနိမ်ဆိုပြီးပြန်ပေါ်သွား password လည်းထုံးပြီး၎င်းမယ်ဒီတိုင်းပဲတော့ဖြစ်နေဒါပေမဲ့ဒီနားမှာတခုခုရှိတယ်ဆိုတော့ကျွန်တော်တို့ယူဇာနိမ်ဆိုပြီးပြန်မပေါ်တော့ဘာလို့လဲဆိုဒီမှာအလွတ်ဖြစ်မှာယူဇာနိမ်ပေါ်ပေါ်ဆိုပြီးပြောတာတော့ဖြစ်ပါဒီမှာဆိုရင်ကျွန်တော်တို့မပေါ်တော့ဘယ်တော့ဖြစ်ပါဟုတ်ပြီအဲ့ဆိုဒုတိယတစ်ချက်အနေနဲ့ကျွန်တော်ဘာလုပ်ချင်လဲဆိုတော့ဒီမှာ password ရေးခဲ့เนาะပြန်ပေါ်ချင်တယ်ဆိုရင် ဒီကောင်လေးနှိပ်လိုက်တာနဲ့တော့ရေးထားတဲ့ကဏ္ဍကိုတော့ပြန်ပေါ်ရမှာပဲဖြစ်တယ်။ဒါပေမဲ့ဒီကောင်ကခုထက်ထိအသက်ပုံနေသေးအဲ့တော့ကျွန်တော်ဒီကောင်နှိပ်လားမနှိပ်လားကိုဘယ်ကောင်နဲ့သိနိုင်လဲဆိုရင်ဒီ PWF မှာရှိတဲ့ show parameter နဲ့သိနိုင်ပါတယ်။ show parameter ကကျွန်တော်တို့ဘလာကြီးပြနေတယ်ဆိုရင်ကျွန်တော်တို့ကပုံမှန်အတိုင်းပဲဖြစ်နေတာဒီလိုမှမဟုတ်ဘူးဆိုရင်စတားဖြစ်နေတယ်ဆိုရင်စတားဖြစ်လားဆိုတော့အဲ့အပေါ်မှာမူတည်ပြီးတော့ကျွန်တော်ပြမှာလား မပြဘူးလားဆိုတာကျွန်တော်တို့လောက်ပြရမှာဖြစ်တဲ့အတော့ဒီမှာဆိုရင်ကျွန်တော်ပထမဆက်တလာချင်းမပြဘူးဆိုရင်ကျွန်တော်ဘလာလေးဖြစ်တယ်အဲ့ဒါလေးကိုနှိပ်လိုက်ရင်ကျွန်တော်ဒီကောင်ပြမယ်ဒီကောင်ပြအဲ့ဒါကိုကျွန်တော်ကြောင်းမြန်ပြီးကျွန်တော်ပြရမှာဖြစ်တဲ့အတော့ဒီခန်းရှင်ကိုကြီးလိုက်တယ်ရေးပြီးတော့ဘယ်သူနဲ့ချက်ရမှာလဲဘော်တုန်နဲ့ချက်ရမှာနော်ဘော်တုန်လေးရှိတယ်မျိုးလုံးပုံစံလေးလောက်တာပေါ့နော်ဒီခန်းရှင်နာမည်တော့ကဲ password ဆိုတဲ့ဟာဖြစ်တဲ့အတော့ကျွန်တော် copy ကူးလိုက်မယ်ဥပ္ပိတော်ကတော့ဒီမှာရှိတယ်နော်ဒီမှာ ညလုံးပုံလေးနဲ့အဲ့နားလေးမှာကျွန်တော် C O M M A N D command ကိုကျွန်တော်တော့ဖတ်ရှင်ကိုကျွန်တော်ရေးလိုက်မယ်ရေးပြီးတော့ကျွန်တော် program ပိတ်လိုက်မယ်တော့ပြန် run ကြည့်လိုက်ဟုတ်ပြီ run လိုက်ပြီတော့ဒီမှာတစ်ခုခုတော့ရေးလိုက်တယ်စသလာချင်းဟုတ် star ပဲပေါ်နေမှာဟုတ်ပြီ star ပေါ်နေတဲ့အချိန်မှာကျွန်တော်နှိပ်လိုက်တဲ့အချိန်မှာဘာပြန်ဖြစ်သွားမလဲဘလာပြန်ဖြစ်သွားမှာဘလာဖြစ်တဲ့အတွက်စာသာကျွန်တော်ပြမယ် ဒီမှာဆိုရင်ကျွန်တော်ဗလာဖြစ်တာဗလာဖြစ်နေတဲ့အတွက် show star ဖြစ်တဲ့အတွက် star လေးကျွန်တော်ပြန်ပြသွားမှာပဲဖြစ်တာနော်ကြောင်းမြန်အခြေအနေပေါ်မှာမူတည်ပြီးတော့ပြန်ပြောင်းရမှာပဲဖြစ်ပါမယ်ဒါကတော့ကျွန်တော်တို့ဒီ buy မှတ်သက်ရဲ့ကျွန်တော်တို့ဒီ bottom မျက်လုံး bottom လေးရဲ့ကိုကျွန်တော်ကဖတ်ရှင်းတိဆောက်သွားတာပဲဖြစ်ပါဟုတ်ပြီနော် program လေးကိုနော် run ပြန်လိုက်ဒီမှာဆိုရင်နော်နောက်ထပ်ဘာထပ်လောက်ဆောင်ဖို့လိုသေးလဲဆိုရင်တော့ register ကိုနှိပ်လိုက်တာနဲ့ကျွန်တော်တို့ database ထဲမှာကျွန်တော် mongo database ထဲမှာကျွန်တော် username and password ရင်းသွားပြီးတော့ disk ထည့်သွင်းရမှာပဲဖြစ်ပါတယ်အဲ့ဒီကကျွန်တော် mongo database ကိုကျွန်တော်ဖွင့်ထားပါတယ်ဒါကတော့ကျွန်တော် mongo convert ပါတော့ဒီမှာဆိုရင်ပုံမှန်အတိုင်းပဲကျွန်တော် mongo database ချိန်မယ်ဆိုရင် py mongo ကိုကျွန်တော် import လုပ်လိုက်တယ်ပြီးတော့ကျွန်တော်ဒီမှာ message box ကို import လုပ်ထားပါဟုတ်ပြီ ပိုင်မွန်ကို import လုပ်ပြီးသွားပြီဆိုရင်ကျွန်တော် client ဆိုပြီးတော့နာမည်ပေးလိုက်တယ်ဒီ mongo database နဲ့ချိန်တယ်ပြီးသွားရင် mydb mydb ဆိုတဲ့ database ရှိရင်လူသုံးမယ်မရှိရင်ဒီဆောက်မယ်အဲ့ mydb database ထဲမှာမှာ user ဆိုပြီးကျွန်တော် collection အခုတည်ဆောက်လိုက်တယ်သူလည်းရှိရင်လူသုံးမယ်မရှိရင်ဒီဆောက်ဟုတ်ပြီကျွန်တော်ဒီမှာဆိုရင်ကြည့်ကြည့်လိုက်မယ်ကျွန်တော် mongo database မှာ mydb မရှိပါဘူး မရှိတဲ့အထွာသူကဘာဖြစ်မလဲဆိုရင်တော့ program run လိုက်တဲ့အချိန်မှာမရှိရင်ဒီဆောင်မယ်ရှိရင်ကျွန်တော်ယူတော့မှာပဲဖြစ်ပါဟုတ်ပြီအဲ့ဒီတော့ကျွန်တော် mongo database ကိုတော့ဖွင့်လာပြီးဖွင့်ပြီးတော့ကျွန်တော် register ဆိုတဲ့ button လေးနှိပ်လိုက်ပြီးတော့ဒီ username နဲ့ကနာမည်ယူမယ် password တွေကကျွန်တော် password ယူပြီးတော့ကျွန်တော်ခုနောက်က user ဆိုတဲ့ collection နဲ့ကျွန်တော်ထည့်တယ်အဲ့ဒီတော့ကျွန်တော်ဒီမှာ function တစ်ခုတော့ပြင်ရေးထားပါမယ်ကျွန်တော်ဒီမှာ register user ဆိုတဲ့ function ပထမဦးဆုံးကျွန်တော်ထည့်ကျင်တဲ့နာမည်လေးကို username user entry ရနေပြီး get method နဲ့ကျွန်တော်ယူလိုက်တယ်ယူပြီးရင်ကျွန်တော်ပထမဦးဆုံးမှာစစ်လဲနောက်ခုတလုံးထည့်ထားလားမထည့်ထားဘူးလားမထည့်ထားဘူးဆိုရင်ကျွန်တော်ချက်ချင်းအောက်ကိုဆက်မလုပ်အောင် return ပြန်လိုက်တယ်ပြီးတော့ error please office ဆိုပြီးတော့ပေးထားဒီမှာကျတော့တကယ်လို့ရှိတယ်ဆိုရင်ကျွန်တော်ပထမဦးဆုံးကျွန်တော်စစ်ရပါမယ် မှတ်တမ်းတင်ပြီလားမတင်ဘူးလားဆိုတာစစ်တာပါ no 51နဲ့ဟို user name ဆိုတဲ့ဟိုနာမည်နဲ့ကျွန်တော်စစ်လိုက်တယ်မရှိဘူးဆိုရင်သူကမလုပ်မလဲဆိုရင် no ရှိအဲ sorry ပါ no ရှိတယ်ဆိုရင်ဟို already exist ဆိုပြီးတော့ဒီနှစ်ဆင့်အလုံးမှာမရှိမှာကျွန်တော်အောက်ကနေပြီးတော့ user collection post.insta1 ဆိုပြီးတော့ဟို user name နဲ့ password ရဲ့ကျွန်တော် database တွေကိုတော့လမ်းထဲမှာပဲဖြစ်ပါတယ်ဟုတ်ပြီတော့ definition လေးကဘယ်လိုနဲ့ချိန်မလဲဆိုရင် button နဲ့ချိန်မှာဖြစ်တဲ့အတွက် register key ကိုကျွန်တော် copy ပေးလိုက်မယ်ပေးပြီးတော့ရင်အောက်ကကျွန်တော်ဒီမှာ button ရှိပါတယ်ဒီမှာ register ဆိုတဲ့ button နားလေးမှာကျွန်တော်ဒီမှာ comment ပြီးတော့ရင်ကျွန်တော် function နာမည်ကျွန်တော်ရေးလိုက်တော့ဟုတ်ပြီကျွန်တော် program လေးကိုတော့ run ကြည့်လိုက်မယ်ဒီမှာဆိုရင်ကျွန်တော် database အစီအစဉ် ဟုတ်ပြီကျွန်တော် program လေးကိုနော် run ကြည့်လိုက်မယ်ဒီကောင်းကိုကျွန်တော် save လိုက်မယ်ဆိုတော့ပြန် run လိုက်မယ်ဟုတ်ပြီနော်ပေါ်လာပြီအရင်ဆုံးကျွန်တော်ဒီမှာမောင်မောင်ဆိုပြီးကျွန်တော်ရေးလိုက်မယ်ပြီးတော့ရင်1 2 3 4 5ဆိုပြီးတော့ရေးလိုက်မယ်ဟိုဒီမှာ1 2 3 4 5ပေါ်တယ် register ဆိုတဲ့ button နှိပ်လိုက်ဟုတ်ဒီမှာဆိုရင် message box ကနေတစ်ဆင့်ကျွန်တော်အောင်မြင်ကြောင်းကျွန်တော်ပြောလာပါဒီမှာကတော့ကျွန်တော် ဒီမှာဆိုရင်ဆက်ဆက် rigid တဆက်ဆက်ဖူးဆိုပြီးပေါ်ပေါ်လာပါဟုတ်ပြီပေါ်လာပြီဆိုရင်တော့တစ်ချိန်နဲ့တစ်ပိုင်းနဲ့ဘာဖြစ်ရမလဲဆိုဒေတာဘေးထဲမှာ mindb ဆိုပြီးတော့လည်းတည်ဆောင်အောင်မယ် user ဆိုရဲ collection နဲ့တည်ဆောင်ဒီမှာတော့ normal တည်ဆောင်တဲ့ကျွန်တော် reflect ပေးကြည့်လိုက်မယ်အဲ့ဒီမှာတော့ပြီးဆောက်သွားဒီမှာဆိုရင်ကျွန်တော် user collection တစ်ခုရှိတယ်နှိပ်လိုက်မယ်မောင်မောင်12345ဆိုပြီးတော့ရှိတယ်ဟုတ်ပြီဒါဆို register အောင်မြင်သွားဟုတ်ပြီ register အောင်မြင်သွားပြီဆိုတော့ login ကိုတော့ထည့် ဒီမှာဆို login နဲ့ပုံမှန်တိုင်းပဲဟို entry တဲ့အနေပြီးယူမယ်ယူပြီးတော့အပေါ်တိုင်းပဲမထည့်ထားရင်ကျွန်တော်မထည့်တဲ့အကြောင်းကျွန်တော် error ပြမယ်တကယ်လို့ထည့်တယ်ဆိုရင်ကျွန်တော်ဘာလုပ်ရမလဲဆိုရင် user name နဲ့ရှိလားဆိုပြီးကျွန်တော်ကြည့် user name ရှိတယ်ဆိုရင်တော့တစ်ဆင့်အောင်မြင်သွားဒီကောင်ဒီအောက်ကဘာဆက်လုပ်ရမလဲဆို password ဆင်ရမယ်ပုံစံဖြစ်သွား password ကတော့ဘယ်လိုဆင်မလဲဆိုရင်ကျွန်တော် ဒီဒီကောင်ကကျွန်တော်ဘာကို return ပြန်ပေးလဲဆို dictionary ကို return ပြန်ပေးရဒီကောင်ကို dictionary ကို return ပြန်ပေးပြန်ပေးရအတွက်ကျွန်တော် password ကြည့်လိုက်တယ်ကျွန်တော်ဒီအပေါ်က database ဒီကောင်ကကြာတော့ database လည်းရှိတယ် password ဒီကောင်ကကြာတော့ကျွန်တော် mp UI mp box ကနေရိုက်လာတယ် password ညီရဲဆိုရင် login successful ကျွန်တော်ပြရမှာပဲဖြစ်ပါဒီလိုမှမဟုတ်ဘူးဆိုရင် password မနေပေါ့အောက်ကကောင်ကကြာတော့ဒီက not found ဆိုပြီးတော့ကျွန်တော် nested in ရေးထားပဲဖြစ်ပါ ုတ်ဘူးเนาะဒီ function ကိုကျွန်တော်အောက်က login ဆိုတဲ့ function နဲ့နှုတ်ဆက်ချက် မှာဖြစ်တဲ့အတွက် login user ကိုကျွန်တော် copy ပေးလိုက်မယ်အောက်မှာကျွန်တော်ဒီမှာရေးရမှာလို့ဖြစ်ပါ comm ရန်ဒီ comm ပြီးတော့ရင်ကျွန်တော်ဒီမှာမှတ်တမ်းပေးလိုက်ဟုတ်ပြီကျွန်တော်ဒီ program ကိုပိတ်လိုက်မယ် terminal ဖွင့်လိုက်မယ်ပြန် run လိုက်ဟုတ်ပြီကျွန်တော်ရှိပြီးသားဥမာကျွန်တော်မောင်းမောင်း ကိုဆိုရင်ကျွန်တော်မရှိဘူးဒီမှာ password ကတော့1 2 3 4 5ဆိုတော့เนาะရေးလိုက်တော့ဒီမှာဆိုရင် login နိုင်လာအဲ not found okay မှန်တယ်ကျွန်တော်မောင်းမောင်းဆိုပြီးတော့နိုင်လာမယ်ဒီမှာဆိုရင်ကျွန်တော်တို့ password မှားလိုက်မယ်ဗျာနိုင်လာမယ်ဒါဆိုရင် password မှားလိုက်မယ်ဘယ်နဲ့ password ဆိုပြီးတော့ no ပေါ်မယ်ဒီမှာ find နိုင်လာမယ် success ဖြစ်ရမှာပဲဖြစ်တယ်ဒါပဲ login successful ဆိုပြီးတော့ရပါဟုတ်ပြီ တော့ဒီမှာဆိုရင် database ထဲကိုကြည့်လိုက်မယ်ဆိုရင်ကျွန်တော်အားမဲ့ချက်တစ်ခုရှိပါတယ်။အကယ်၍သာကျွန်တော်တို့ရဲ့ database ထပ်ခံရမယ်ဆိုရင် password တွေတန်ပေါ်နေတယ်။အဲ့ဒီအတွက် password တွေကို database ထဲမှာကျွန်တော် passcode နဲ့ကျွန်တော်ပွတ်ထားမယ်။အဲ့ဒီအတွက်ကျွန်တော်ဘယ်လိုလုပ်ဆောင်မလဲဆိုတာကျွန်တော်ဆက်လက်ဆွေးနွေးသွားမှာပဲဖြစ်ပါတယ်။ဟုတ်ကဲ့ကျွန်တော် password ကိုတိုက်ရိုက်မသိခြင်းကျွန်တော် bcrash ဆိုတဲ့ library ကိုကျွန်တော်သုံးမယ်အဲ့ရတော့ကျွန်တော်ဒီမှာအပေါ်မှာ import request ဆိုတဲ့ library ကိုကျွန်တော် import ပေးလိုက်တယ်ပေးပြီးသွားပြီဆိုတော့ကျွန်တော်တို့ database ထဲထည့်တဲ့အခါမှာ password တိုင်းမထည့်ဘဲနဲ့ password ကို hash code လုပ်ထားတဲ့ကုတ်ထည့်ရမှာအဲ့တော့ကျွန်တော်ဒီနားလေးမှာကျွန်တော်ဗာရေးလိုက်မယ်ဆိုရင် hash password ဆိုပြီးရေးလိုက်တယ်ဒီမှာဆိုရင်တော့ပထမဦးဆုံးဒီကောင်ကတော့ parameter နှစ်ခုပေးရပါတယ်ပထမ parameter ကျွန်တော်တို့ password ကို encode လုပ်လိုက်တယ် encode ဆိုတာကျွန်တော်အာ byte data type ကိုကျွန်တော်ကြောင်းလိုက်တယ်ကြောင်းပြီးသွားရင်တော့သူ့ရဲ့ ပုံစံကျွန်တော်ဂျန်ဆော့ကိုကျွန်တော်တုံးလိုက်တုံးပြီးသွားပြီဆိုတော့ကျွန်တော်ဘာထွက်မှာလဲဆိုရင်ကျွန်တော်ဟတ် password ကျွန်တော်ထွက်မှာပါဟုတ်ပြီကျွန်တော်ဒီမှာဆိုရင်ကျွန်တော်တစ်ချက်ကြည့်ကြည့်လိုက်ဒီမှာဆိုရင်ကျွန်တော် PRN နေ print အဲ့ရ password ဆိုတော့ကျွန်တော်စေလိုက်ဒါတော့ no database ထဲတော့မစေသေးဘူးဒါပေမဲ့ကျွန်တော် terminal ကနေပြီးတော့တစ်ဆင့်ကျွန်တော်ကြည့်ကြည့်ဟုတ်ပြီအဲ့တော့ကျွန်တော် program ကိုကျွန်တော်စေလိုက်မယ်စေပြီးတော့ကျွန်တော် run ကြည့်လိုက် run လိုက်ပြီ run လိုက်တဲ့အခါမှာကျွန်တော်ဒီမှာဆိုရင်ကိုကိုဆိုပြီးတော့ကျွန်တော်ရေးလိုက်မယ်1 2 3ရဲ့ကျွန်တော်ရေးလိုက်မယ် register နှိပ်လိုက်မယ်ဒီမှာဆိုရင်တော့ has password မှားနေပါတော့ sorry ပါကျွန်တော်ဒီမှာဘာရေးရမလဲဆိုရင်တော့ဒီမှာ hashtag password ဆိုပြီးတော့ရေးလိုက်မယ်ဟုတ်ပြီတော့ program လေးတော့ပြန် run လိုက်မှကျွန်တော်ဘာရေးလိုက်မလဲဆိုကိုကိုပဲရေးလိုက်မယ်ကိုကို 123ရေးလိုက်မယ် register လုပ်ဒီမှာဆိုရင်ဆက်ဆက်ဖို့တော့ဖြစ်သွားဒီမှာဆိုရင်ဟိုဘိုင်းထွက်လာဒီဒီမှာ B လေးတကောင်း byte ကုန်ပါဟို byte data တိုက်ပါနော်ဒီပုံစံလေးထွက်လာပါဒီပုံစံကိုကျွန်တော်အကယ်၍ database ထဲထည့်ထားမယ်ဆိုရင်တယောက်ယောက်က database ဝင်ကြည့်လဲနော် password အမှန်ကိုတော့မသိတော့ဟုတ်ပြီအဲ့တော့ကျွန်တော်ဘယ်လိုလုပ်မလဲဆိုရင်အဲ့ဒီအစား password ကိုတိုက်ရိုက်ထည့်မယ်အစားဒီ password ကနေတစ်ဆင့်ထည့်ထားတယ်ကျွန်တော် hashtag password ကိုကျွန်တော်ထည့်မှာပဲဟိုဖြစ်ပါဒါကတော့ကျွန်တော် hashtag password ကိုထည့်တာဟုတ်ပြီတော့ဝင်မဝင်ကျွန်တော်ကြည့်ကြည့်လိုက်မယ်တော့ဒီ collection ကိုတော့ဖြတ်ထည့်လိုက်လေးပေးလိုက်မယ်ဟိုဒီကိုကိုလည်းကျွန်တော်ဖြတ်လိုက်မယ်အစ်စ်ဒီဆောက်ဟုတ်ပြီကျွန်တော် program ကိုကျွန်တော် run ကြည့်လိုက်ကျွန်တော် program လေးတော့ run ကြည့်လိုက်ပြီဟုတ်ပြီကျွန်တော်ဒီမှာပြောမယ်အစ်စ်ဒီဆောက်မယ်မောင်မောင်ဆိုပြီးတော့ရေးမယ်ပြီးတော့ရင်1 2 3 4 5 တော့ register လုပ်လိုက်မယ်ဒီခါ register လုပ်လိုက်ရင်တင်းတင်းသုံးလုံးက database ထဲမဝင်ရတော့ဘူးဟို hack လုပ်ထားတဲ့ password ကတော့ဝင်နေရမှာဒီမှာ set 1မှာတော့တုံးထားတဲ့အတွက်ဖြစ်ပါဟုတ်ပြီနော်နှိပ်လိုက်မယ် register နဲ့ဆက်ဆက်ဖို့ဖြစ်သွားရင်ဟုတ်ပြီနော်ဒီထက်ကြည့်ကြည့်လိုက်မယ်နှိပ်လိုက်မယ်နော်ဒီမှာဆိုရင်မောင်မောင်တော့မောင်မောင်ပဲ password ကကြာ binary ဒီမှာကျွန်တော်ဒီကုတ်ကြီးကျွန်တော်ပေါ်လာတာပဲဖြစ်ပါဒါကတော့ကျွန်တော်ဒီ password တွေကိုကျွန်တော်လုံးလုံးအောင်ပိတ်နေပါဟုတ်ပြီအကယ်၍ကျွန်တော်ဒီ password ကြီးစီးရယ်ဒီ password ကနေတစ်စင်းကျွန်တော်ဘလို့ဝင်မလဲတို့ရိုက်တာတော့သူက user ကိုကိုကို register လုပ်တဲ့လူတောင်မှဒီ password မသိပါဘူးဒါပေမဲ့တော့မလုပ်လို့ရလဲဆိုမူရင်း password ရယ်ဒီရှိတဲ့လောက်ထားတဲ့အကောင့်လောက်ထားတဲ့တော့ခတ်ထားတဲ့ password ရယ်နှစ်ခုညီးနေရင်ကျွန်တော်ညီချောင်းတော့စစ်ဆေးလို့ရတဲ့ method တစ်ခုရှိပါတယ် B square မှာပဲတော့ကြည့်ပါဟုတ်ပြီအဲ့တော့ကျွန်တော်ဘယ်မှာ local name မှာတော့တွားကြည့်ရဒါတော့ကျွန်တော်တို့ password မှန်မှန်မှန်စစ်တာဒီမှာဆိုရင်အပေါ်ကလိုပဲပါရာမီတာနှစ်ခုရှိဘာရှိလဲဆိုတော့ပထမကျွန်တော်တို့ဒီကောင်ကတော့ကျွန်တော်တို့ user ရိုက်ထည့်လိုက်တဲ့ moon password ပါပြီးတော့ရင် moon password ကိုကျွန်တော် uncode လုပ်လိုက်တယ်ပြီးတော့ရင်ဒါတော့ကျွန်တော် database ထဲမှာရှိတယ်ကျွန်တော် register လုပ်စင်ဟပ်ထားတဲ့ password နှစ်ခုကိုကျွန်တော်စုံလိုက်တယ်စုံလိုက် ရင်ဒီနှစ်ခုကထပ်လောက်ထားတဲ့အခါဟုတ်မဟုတ်ကျွန်တော် return ပြန်ပေးပါမယ်။ဘာနဲ့ return ပြန်ပေးလဲဆိုရင် true နဲ့ false နဲ့ return ပြန်ပေးပါ။ true လားဒီကောင်ကကျွန်တော် chat pwt စစ်တဲ့ပုံစံမှာအဲ့ဒီတော့ကျွန်တော်ဘာရေးမလဲဆိုရင်ဒီနှစ်ခုကိုကျွန်တော်မစစ်တော့ဘူး။ database ထဲက password နဲ့ဟိုကလည်းမစစ်တော့ဘဲနဲ့ကျွန်တော်ဘယ်လိုရေးမလဲဆိုရင်ဒီနေရာမှာကျွန်တော်တို့က ts ဆိုပြီးကျွန်တော် tag ကြီးလေးရတယ် ဲ့အကတော့ခုနဲ့ပေါ်နေတော့တမ်းပြန်နေရဲ့အတွက်ကျွန်တော်ဖြစ်ပါဟုတ်ပြီကျွန်တော် program လေးကိုကျွန်တော်ပြန်မှကြည့်လိုက် program လေးတော့ run ကြည့်လိုက်မယ်ဘုတ်ကူမနဲ့အော် sorry ပါဒီမှာဟုတ်ပြီကျွန်တော်စိတ်လိုက်မယ်ပြန် run ကြည့်လိုက်မယ်ဒီမှာ program ပွင့်လာပြီဟုတ်ပြီကျွန်တော် database ထဲမှာကျွန်တော်ဒီမှာမောင်းမောင်းပဲရှိတယ် ဒါပေမဲ့သူ့ရဲ့ moon password ကျွန်တော်တို့သိပါတယ်။အဲ့တော့ကျွန်တော်ဒီမှာမောင်မောင်ရေးလိုက်မယ်။ပြီးတော့ရင်ကျွန်တော်1 2 3 4 5 budget ဟာတော့ already အရေးပေါ်နေတယ်။ဘာလို့လဲဆိုတော့ CD ဒါပုံပြီးကျွန်တော်ဒီမှာ login နှိပ်လိုက်မယ်ဆိုရင်1 2 3 4 5နဲ့ဒီကောင်နဲ့တိုက်ဆက်မှာ1 2 3 4 5ကနေတစ်ဆင့်ဒီကောက်ကလောက်ထားတာမှန်လားဆိုတဲ့ဆင့်မှာမှန်တယ်ဆိုရင်ဟို login အောင်မှာဟုတ်ပြီเนาะဒီမှာဆိုရင်1 2 3 4ဆိုမှန်မှန်ဘူး login နှိပ်လိုက် အမေလမ်ဘတ်ဆိုတော့ပိုပြီး5နိုင်လာမယ်လိုဖင်နိုင်လာလိုဖင်ဆက်ဆက်ဖို့ဖြစ်ပါ။ဘာဖြစ်လို့လဲဆို1 2 3 4 5 6 7 8ကိုကျွန်တော်တို့ထုတ်ထားလို့ပဲဖြစ်ပါတယ်။အနားတော့ကျွန်တော်တို့ Mongo database နဲ့ GUI ကိုဖြည့်ဆက်ပြီးတော့ site and site app တို့ system ကိုကျွန်တော်ရေးတတ်ပါလို့ဖြစ်ပါတယ်။ဒါပထမဦးဆုံးကျွန်တော်တို့အပိုင်းဟိုတုံးပိုင်းရှိပါတယ်။ဟိုပထမအားတော့ကျွန်တော် GUI ပါ။ဒုတိယအားတော့ကျွန်တော် GUI ကိုကျွန်တော် event တွေကျွန်တော်တို့ buy မှတ်တက်နဲ့ like buy နဲ့ပြီးတော့ကျွန်တော်တို့ database ထည့်မယ်စင်ဟုတ်ပြီဒါတော့ကျွန်တော်တို့ code အကုန်လုံးဝင်ဖြစ်ပါတယ်ကျွန်တော်မအားဆုံးကျွန်တော်ဒီမှာ input ပေးတယ်ပြီးတော့ကျွန်တော် buy မှတ်တက်ကနေပြီးတော့ node function တွေဟိုရေးရေးပြီးတော့ဒါ register user ကကျွန်တော်တို့ database နဲ့ပြည့်စက်တာဒါကတော့ node database ထဲကနေပြီးတော့ကျွန်တော်ကြီးဆောင်တော့ဒီအောက်ဆုံးပိုင်းရတော့ node GUI မိုင်းမှာဖြစ်ပါတယ် ဒါတော့ database နဲ့ပထမဦးဆုံးကျွန်တော် Python နဲ့ node join လိုက်တာ join ပြီးမှအပေါ်တွင်းလာပြီးထုတ်တာတွေလုပ်လို့ရမှာဖြစ်ပါတယ်။နောက်ပြီးတော့ method လေးတွေကျွန်တော်ဖြန့်ကျင်လေး node ထည့်လိုက်တယ်။ဟိုဒါကတော့ပုတ်အစုံလင်းပဲဖြစ်ပါတယ်။ကျွန်တော်ဆွေးနွေးနေတာကတော့ဒီနေ့ကတော့ဒီလောက်ပါပဲ။ပြန်ကြည့်ကြပါခင်ဗျာ။